ဆွေများလုံးမင်္ဂလာပါရှင်။ Luna Jupiter Channel မှာကြိုဆိုလိုက်ပါရရှင်။အလုံးပဲမင်္ဂလာရှိရနေရနဲ့မင်္ဂလာရှိရအချိန်တွေကိုပိုင်ဆိုင်နေကြပြီးပြပြရများဝေးကွာကကိုရောစိတ်ပါကျမချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါရရှင်။အခု reading ကကြတော့ကိုရဲ့စိတ်ထဲမှာရှိနေတဲ့တပတ်သူသူနဲ့ကိုနဲ့နှစ်ယောက်ကြားက အခြေအနေနောက်သူကိုကိုပြောချင်နေတဲ့စကားသူရဲ့ကိုနဲ့ပတ်သက်တဲ့လက်ရှိခံစားချက်ဒါတွေကို collector region လေးဖတ်ပေးသားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးခုဒီခြားထားတဲ့သုံးကန်နေပေါ့နော် energy စေးပေးမှာဖြစ်ပါတယ်ဒီ energy နဲ့ကန်ကြည့်လို့ရှင်တော့ဒီ reading ကိုဆက်ပြီးတော့ကြည့်လို့ရပါတယ်အဲ့ကိုယ့်ရဲ့လက်ရှိအနေအထားကိုယ့်ရဲ့စိတ်ခံစားချက်အဓိကထားပြီးတော့ကြည့်ပေးရမှာဖြစ်ပါတယ်။အဲ့တော့ကိုယ့်ရဲ့ energy ကိုယ့်ရဲ့ခံစားချက်ကအခုပြောရမယ့်အကြောင်းအရာတွေနဲ့ထပ်တူကြနေမှာဒါဒီ reading ကိုဆက်ကြည့်ပါ။အာ ဲ့လိုမှမဟုတ်ဘဲနဲ့ပေါ့နော်ကိုယ့်အတွက်ကန့်ညင်မှုမရှိဘဲနဲ့စက်တင်မယ်ဆိုလို့ရှင်တော့ဒီအဖြေတွေကလည်းကိုယ်နဲ့ကန့်ညင်မှာမဟုတ်ဘူးပေါ့နော်ကိုယ့်အတွက်ဖြစ်လာမှာမဟုတ်ပါဘူး Love story once upon a time game over bad choices အဲ့တော့ဒီမှာဆိုလို့ရှင်တော့ဒါဆိုရင်တော့ဒီဘက်ကခက်ကကြတော့တစ်ဖက်သူရဲ့ energy ပေါ့နော်အလဲရကြတော့နှစ်ယောက်ရဲ့အနေအထား ညာဘက်ကကြတော့ကိုယ့်ရဲ့ energy ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့အာ shuffle လုပ်ပြီးတော့ဆွဲထားတာပေါ့နော်အဲ့တော့ဒီကတ်ထေကြတဲ့အရာဆိုလို့ရှိရင်တော့တစ်ဖက်သူမှာကလေကိုမဟုတ်တဲ့တခြားသူတယောက်နဲ့အဲ့လိုမျိုးဇလန်းနေရှိနေမယ်ဒါကအရင်တော့ရှိခဲ့တာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လေကိုနဲ့အတူတူရှိတဲ့အချိန်မှာပေါ့နော်ကိုနဲ့ဒီစကားပြောဖြစ်တဲ့အချိန်ဒါမှမဟုတ် relationship တစ်ခုလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီအချိန်ကြမှာရှိတာလည်းဖြစ်နိုင်တယ်အဲ့လို အပြိုင်လို့ပြောရမလားဗောနောအပြိုင် energy တခုရှိရဲဆိုတာမျိုးလို့မြင်နေဒီအတွက်ကြောင့်လဲနှစ်ယောက်ကြားထဲမှာကအဆုံးသတ်ခဲ့တဲ့အဆုံးသတ်ဖြစ်သွားတယ်ဆိုတာမျိုးလို့မြင်နေကို့အနေနဲ့ကတော့အခုအချိန်မှာဆိုလို့ရှင်ဘလို့ခံစားနေရလဲဆိုရင်သူနဲ့ပတ်သက်လို့တော့ရွေးချယ်မှုမှားသွားတယ်ဆိုတာမျိုးလူရွေးမှားသွားတယ်ဆိုတဲ့ခံစားချက်မျိုးဗောနောအဲ့လိုမျိုးလို့ခံစားနေရဆိုတာလို့မြင်နေနောက်ဒီခံစားချက်နဲ့အတူတူလဲကိုယ့်ရဲ့အချိန်နေ ကိုကယူဆိုင်မှုတွေပေါ့နော်ကိုယ့်ရဲ့မြစ်တာတွေဒါတွေအလားအသက်ဖြစ်သွားရတယ်ဆိုတဲ့အတွေ့အမျိုးတွေနဲ့လည်းနောက်တာရနေဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလည်းတွေ့ရပါတယ်အဲ့ဒီ energy နဲ့ကပ်ညီလို့ရှိရင်တော့ဒီ reading ကိုဆက်ပြီးတော့ကြည့်လို့ရပါပြီဒါဆိုရင် tarot card တွေနဲ့စပြီးတော့ကြည့်ပြပါမယ် ဖက်သူရဲ့ပေါ့နော်ကိုယ်စိတ်ထဲမှာရှိနေတဲ့တဖက်သူရဲ့ကိုယ်နဲ့ပတ်သက်တဲ့လက်ရှိခံစားချက်ကိုအရင်ကြည့်ပေးပါမယ်။ကိုယ်နဲ့ပတ်သက်ပြီးခုချိန်မှာဘယ်လိုခံစားချက်မျိုးဖြစ်နေလဲပေါ့။ဗီဒီယိုဝင်ကြည့်တဲ့ collective တွေနဲ့ပတ်သက်ပြီးတော့တဖက်သူကခုချိန်မှာဘယ်လိုခံစားချက်မျိုးဖြစ်နေလဲ is sarcastic. အဲ့တော့တစ်ဖက်သူရဲ့ခံစားချက်ကတော့ကြက်သားတယ်လို့ပြောရမလားပေါ့နော် လက်ရှိအခြေအနေမှာဆိုရင်ကိုနဲ့ရှစ်ဆက်ဖို့မစင်စားတော့ဘူးဆိုတာလို့မြင်တယ်။ကိုနဲ့ပတ်သက်လို့တွေးမိလို့ရှိရင်လည်းသူတို့ကစိတ်ညစ်စရာစိတ်ရှုပ်စရာစိတ်ဖိစီးမှုတွေများစရာအကြောင်းအရာတစ်ခုလို့လည်းသတ်မှတ်ထားတယ်။နောက်ကိုနဲ့ပတ်သက်လို့လည်းပြန်ဆဖို့လည်းအတွေ့အမရှိသလိုကိုယ်ကိုလည်းအခုချိန်မှာပြန်လှည့်ကြည့်ဖို့လည်းစိတ်ကူးမရှိဘူးဆိုတာမျိုးလို့မြင်တယ်။သူ့အနေနဲ့က new love ပဲဖြစ်ဖြစ်ပေါ့နော်။ဒါမှမဟုတ်လည်းကိုမဟုတ်တဲ့တခြားသူတယောက်နဲ့သူ့ဘဝမှာ အသက်စတင်နေဆိုတာမျိုးပျော်ရွှင်နေတယ်ဆိုတာမျိုးဆိုးမိတ်လို့ပေါ့နော်သူရဲ့ဆိုးမိတ်လို့ခံယူထားတယ်သူနဲ့စိတ်တူကိုယ်တူရှိတဲ့သူမျိုးနဲ့အချစ်တတခုစတင်နေဆိုတာမျိုးလို့မြင်နေပေါ့နော်ပြန်ကိုယ်နဲ့ပတ်သက်လို့တော့ခံစားချက်တွေကမရှိတော့ဘူးဆိုတဲ့ပုံစံမျိုးလို့မြင်နေအဲ့တော့ကိုယ်နဲ့ပတ်သက်လို့တော့တတိမရအောင်လားဆိုတော့မဟုတ်ဘူးတတိယမိရာမျိုးကိုယ်ကြောင်းတွေးမိတာမျိုးတော့ရှိမယ်ဒါပေမဲ့ကိုယ်ကြောင်းတွေးမိတိုင်းသူ့မှာပျော်ရွှင်သွားရတယ်ဆိုတဲ့ခံစားချက်မျိုး မတွေ့ဘူးပို့ပြီးတော့ဆိတ်ရှုပ်ရတယ်မတွေ့ချင်တော့တဲ့အကြောင်းအရာမျိုးပေါ့နော်အဲ့လိုမျိုးဆိတ်ရှုပ်စရာကောင်းတဲ့အကြောင်းအရာတခုလိုမျိုးဒါလက်ရှိအနေအထားမှာအဲ့လိုပုံစံမျိုးအဲ့လိုခံစားချက်မျိုးဖြစ်နေရဆိုတာလို့မြင်နေပေါ့နော်အဲ့တော့ move on လုပ်ဖို့စူးစမ်းနေတာမျိုးလည်းဖြစ်နိုင်တယ်လို့တချို့ကြတာတကယ် move on ဖြစ်သွားတယ်ဆိုတာမျိုးလိုမြင်နေပေါ့နော်ကိုယ်နဲ့ကိုမဟုတ်တခြားသူနဲ့တကယ်ကိုအဆင်ပြေပြေနဲ့ရှေ့ဆက်သွားပြီဆိုတာမျိုးတချို့ကြတာအဲ့လိုမျိုးအဆင်ပြေပြေရှေ့ဆက်ဖို့အတွက်စူးစမ်းနေဆိုတာမျိုးဒါပေမဲ့ကိုနဲ့သူနဲ့နှစ်ယောက်ရဲ့ဆက်ဆံရေးကတော့ ဘလို့နီးနေမှပြန်ပြီးတော့တိဆောက်လို့မရနိုင်ဘူးဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့မြင်တယ်ဒါသူကိုယ်တိုင်ကိုကလည်းအဲ့လိုမျိုးပေါ့နော်တိဆောက်မှုဖြစ်နိုင်အောင်ဆိုတော့အတွေးတွေသူရဲ့ခံယူချက်တွေကြောင့်ဖြစ်နေရဲဆိုတာမျိုးလို့ပေါ့နော်အဲ့လိုမျိုးလို့မြင်နေပေါ့နော်အဲ့တော့တစ်ဖက်သူမဒီမှာကတော့ Scorpio Energy Strong ဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကိုယ့်ရဲ့ပေါ့နော်တစ်ဖက်သူနဲ့ပတ်သက်တဲ့လက်ရှိခံစားချက်ကိုအရင်ကြည့်ပါမယ်။ ကိုကလေအခုချိန်မှာတစ်ဖက်သူနဲ့ပေါ့နော်အရင်လိုပုံစံမျိုးပြန်ပြီးတော့အရင်လိုဆက်ဆံရေးမျိုးပြန်ရဖို့အတွက်ကိုစူးစမ်းနေသေးတယ်ဆိုတာမျိုးလိုမြင်နေပေါ့နော်သူဆက်သွယ်နေသေးတယ်သူနဲ့အဆက်သွယ်ပြန်ရချင်သေးတယ်အဲ့လိုအဆက်သွယ်ရဖို့အတွက်ကိုကိုဘက်ကတတ်နိုင်သလောက်ကိုစူးစမ်းကြည့်ချင်သေးတယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့ရတယ်อืม Aquarius เนี่ย ုပ်ပြူ energy တွေ့တယ်ပေါ့နော်ဒါကိုယ့်ရဲ့ energy ဖြစ်နိုင်တယ် Empress or uh, Taurus နဲ့ Libra energy လည်းမြင်ရတယ်ဒါပေမဲ့လေကိုကလေတစ်ဖက်သူအခုလိုမျိုးပေါ့နော်အစဉ်ပြေစေဖို့အတွက်ကိုလိုက်ပြီးတော့ညှိကျင်တာမျိုးတွေအရင်လိုအခြေအနေပြန်ရကျင်တာမျိုးတွေအဲ့လိုမျိုးတွေအတွေးတွေရှိနေပေမဲ့လည်း ကိုယ့်ရဲ့အနေအထား तू မရှိလို့မဖြစ်တဲ့အနေအထားမျိုးမဟုတ်ဘူးပေါ့နော် तू မရှိလဲအဆင်ပြေတဲ့အနေအထားကိုကလည်းပြောရရင်ကောင်းကောင်းကြီးကို तू မပါဘဲနဲ့ရှေ့ဆက်နိုင်တဲ့အနေအထားမျိုးကိုဘွားကိုတခြားသူနဲ့ဖြစ်ဖြစ်ကိုတယောက်တည်းဖြစ်ဖြစ်ရှေ့ဆက်လို့ရတဲ့အနေအထားမျိုးမှာရှိနေရဆိုတာမျိုးလို့မြင်တယ်အဲ့ဒီတော့ပြောရရင်တော့တခါတလေကြလို့ရှိရင်ဒါစိတ်ကနှောက်ခွဖြစ်နေရဆိုတာမျိုးလို့မြင်တယ်ဒါအများရဲ့ energy ဆိုတော့လေတချို့တွေအတွက်ကကြတော့ နောက်တော့ energy တခုရရတယ်ပေါ့เนาะတချို့တွေအတွက်ကကြတော့ဒီလူမဟုတ်တဲ့တခြား အရာပေါ့နော်တခြားသူလည်းဖြစ်နေတယ်တခြားအရာလည်းဖြစ်နေတယ်ဒီအရာနဲ့ပဲကိုဘွားကိုရှစ်ဆက်သွားပြီဆိုတာမျိုးတချို့ကြောင့်လည်းကိုယ့်ရဲ့မိသားစုကိုပို့ပြီးကိူးဆိုင်ပြီးတော့ကိုယ့်ရဲ့ရည်မှန်းချက်ကိုယ့်ရဲ့အိမ်မက်တွေအကောင့်ထဲဖို့ဖို့အတွက်ကိုဘလို့စူးစမ်းရမလဲပေါ့နော်နောက်ကိုဘလို့မျိုးအောင်မြင်အောင်စူးစမ်းရမလဲဒီဘက်ဘောပဲအာယုံဆိုင်ဖြစ်နေရောလေဆိုတာမျိုးလို့မြင်တယ်သူနဲ့ပတ်သက်လို့ကတော့ကိုလည်းပြောရရင်မာနာထိခိုက်တယ်ဆိုတဲ့ပုံစံမတခုနတော့ရွေးချယ်မှားခဲ့တယ်ဆိုတဲ့ခံစားချက်မျိုးတွေရှိခဲ့တယ်ဆိုလို့ရှိရင်အဲ့လိုမျိုးဟို အသိတွေရှိမယ်ဆိုလို့ရှင်ပေါ့နော်ဒီလိုလူတွေအတွက်ကတော့ပြောရရင်ဒါအချိန်တခုမှကိုယ်အနေနဲ့မှားရင်းစာနဲ့ရွေးချယ်ခဲ့တယ်ဒါပေမဲ့လက်ရှိအနေအထားမှာတော့ပြန်ပြီးတော့ပတ်သက်တာမျိုးတွေမလုပ်တော့ဘူးသူဘက်ကနေပြန်ပတ်သက်လာခဲ့ရင်တော့ခက်တန်းတန်းမဲ့နေမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကိုဘဝကိုအကောင်းဆုံးစူးစမ်းပြီးတော့ရှေ့ဆက်နေတယ်ဆိုတာမျိုးရယ်သူမရှိတဲ့ဘဝတစ်ခုကိုပြန်စတင်ဖို့အတွက်စူးစမ်းနေရယ်ဆိုတာမျိုး ပြန်တချို့ဆိုလို့ရှင်တကယ်ကို ူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုထားခဲ့နိုင်ခဲ့ပြီဆိုတာမျိုးပေါ့နော်ကြောက်ခိုင်းလက်ထွက်နိုင်ခဲ့ပြီဆိုတာမျိုးလို့ညင်နေပေါ့နော်သူဘက်ကနေဆက်သွယ်လာသည်ဖြစ်စေအာသူနဲ့တခုခုအကြောင်းပေါ့နော်ခွင့်ရတခုခုအကြောင်းကြုံကြိုက်သည်ဖြစ်စေကိုဘက်ကနေဟန်ကိုဖို့ဆိုတဲ့ပုံစံမျိုးနဲ့အနေထားမပြတ်ပဲနဲ့နေနိုင်နေဆိုတဲ့အနေထားမျိုးမှာအလိုအချင်မျိုးမှာရှိနေပြီဆိုတာမျိုးလို့မြင်နေဒါတချို့သောသူတွေအတွက်ပေါ့နော်တချို့သူတွေအတွက်ကကြတော့ဒီကိုအနေနဲ့ကဟိုမတက်တာလို့တော့ move on ရတယ်မတက်တာလို့သာဟိုရှေ့ဆက်ဖို့အတွက်သွားရတယ်သူနဲ့တော့ပြန်ပြီးတော့အလိုဇလန်းနေပြန်ဖြစ်ချင်နေသေးတယ်ဆိုတာမျိုးသူနဲ့ပတ်သက်ပြီးတော့စောင့်ကြည့်နေသေးတယ်ဆိုတာမျိုးပေါ့နော်ကိုနဲ့အချိန်ချင်းများပြန်ဆုံစည်းမလားသူသူများကိုစီကိုဆက်သွယ်လာအောင်မလားဆိုတဲ့ပုံစံလေးနဲ့မသိမသာစောင့်ကြည့်နေသေးတယ်ဆိုတာမျိုးလို့မြင်တယ်နောက်တစ်ခုကြောက်လဲကျွရရင်ဟိုကိုယ့်ရဲ့ဆန္ဒမှာပါပဲပေါ့နော်အဲ့လိုမျိုးတဲ့ရောက်ပေါ့နော်အကြံဉာဏ် ပေးတာအတရရရလမ်းညွှန်မှုတရရတိုက်တွန်းမှုပေါ့နော်အဲ့လိုမျိုးဒီလိုအရာတွေကြောက်တာဟိုကြောက်ခိုင်းလှည့်ထွက်ခဲ့ရတယ်ဆိုတဲ့ပုံစံမျိုးဟိုစိတ်မဝင်စားခြင်းအောင်ဆောင်နေဆိုတဲ့ပုံစံမျိုးတွေရှိနေပေမဲ့တကယ်တကယ်ကျတော့ပြန်ပြီးတော့အဆင်ပြေခြင်းနေသေးရဆိုတဲ့စိတ်မျိုးပေါ့နော်အဲ့လိုခံစားချက်မျိုးတွေဖြစ်နေရဆိုတာလို့အမြင်နေပေါ့နော်ဒါဆိုရင်နှစ်ယောက်ကြားမှာပေါ့နော်အာ ရှေ့ဆက်ပြီးတော့ဘလို connection မျိုးရှိလာနိုင်လဲပေါ့နော်ဒါရှေ့ဆက်ပြီးတော့ဆိုတဲ့နေရာမှာကတော့ဒီ near future လည်းဖြစ်နိုင်တယ်နောက်တစ်ချိန်ချိန်လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့တစ်ချိန်ချိန်ကြာလို့ရှိရင်နောက်ထပ်ဘလို connection မျိုးဆက်ပြီးတော့ရှိလာနိုင်လဲသူ့ဘက်ကရောဘလို action မျိုးယူလာဖို့ရှိလဲပေါ့နော်ဟေးချောဝမ် โอ้ page ดิเวอืมว้าเนี่ยก็เลยตะพัดตัวก็เปลี่ยนสิทธิ์ဝင်ซ่าราမျိုးนี่ရှိတာနိုင်ねเนาะအဆက်အသွယ်လောက်တာမျိုးတွေရှိလာတယ်။သွေးတိုးဆန်းတဲ့ပုံစံမျိုးဖြစ်ဖို့တော့များတယ်။ဒါမှမဟုတ်လဲကိုယ့်ရဲ့အလှပကိုယ့်ရဲ့ထင်ပေါ်ကြောကြားမှုနာမည်ကြီးမှု လူတွေရဲ့အာရုံစိုက်တာရနိုင်မှုကိုယ့်ရဲ့အာပို့ပြီးတော့အောင်မြင်လာမှုပေါ့နော်။အဆက်သဖြင့်ပေါ့အဲ့လိုတွေကြောင့် ဒါတွေကိုတဆင်တဆင်စကားတဆင်ကြားပြီးတော့ဖြစ်စေအပေါင်းအသင်းတွေကဖြစ်စေအဲ့လိုပေါ့နော်တခုခုကနေပြီးတော့ကြားသိလာပြီးတဲ့အခါမှာသူကိုယ်တိုင်ပဲဖြစ်စေပေါ့နော်တွေ့ရမြင်ရကြားရပြီးတော့ကိုယ်စီကိုပြန်ပြီးတော့စိတ်ဝင်စားမှုတွေရလာရောက်လာမှမျိုးပေါ့နော်နောက်အဆက်အသွယ်တွေလှုပ်လာမှမျိုးကိုယ်စောင့်ကြည့်မှမျိုးတွေနောက်ဖွင့်ပြောလာမှမျိုးတွေတောင်ရှိလာနိုင်တယ်ပေါ့နော်ကိုနဲ့ပြန်ပြီးရင်းနှီးမှုရယူခြင်းတော့အစ်စ်ပြန်စတင်ခြင်းနဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့အဲ့လိုမျိုးတွေစူးစမ်းလာမယ်ဆိုတာမျိုးလို့မြင်တယ် နှစ်ယောက်ကအဆက်အသွယ်တွေပြန်ရတာမျိုးစကားပြန်ပြောဖြစ်တာမျိုးတွေရှိလိမ့်မယ်ဒါကိုယ့်ဘက်ကလည်းပဲသူ့ဘောမှာပြန်ပြီးတော့စိတ်ဝင်စားမှုတွေရှိတာမျိုးသူ့ကြောင့်အလိုပေါ့နော်စိတ်လှုပ်ရှားစရာတွေရတာမျိုးလည်းဖြစ်တာနိုင်တယ်ဆိုတာမျိုးလို့မြင်နေပေါ့နော်အဲ့တော့တချို့ဒါကတော့အများရဲ့ energy ဆိုတော့လေဘယ်အောင်မှတိကျကြတော့ပြောလို့မရဘူးဒီမှာတွေ့ရတဲ့အရာကတော့စဉ်းစားပေါ့နော်ကိုအနေနဲ့ရေရှည်ကိုအဆင်ပြေမပြေဆိုတာကတော့ကိုအသေးဆုံး တဖက်သူကကိုယ့်ပေါ်မှာတကယ်စစ်မှန်မှုရှိမရှိတကယ် commitment ပေးနိုင်မပေးနိုင်တခြားတပ်ပါတီရှိမရှိပေါ့နော်ဒါတွေအကုန်လုံးကကိုလေ့လာရမယ်စုံစမ်းရမယ်ဆုံးဖြတ်ရမယ်ကိစ္စတွေပေါ့နော်အဲ့လိုမျိုးတွေဆုံးဖြတ်ပြီးတော့မှဒီလူကိုလက်ခံတင်မတင်ရဲ့နောက်ဒီလူရဲ့စိတ်ရင်းကကိုယ့်ပေါ်မှာတကယ်စစ်မှန်ရဲ့လားကိုယ့်ပေါ်မှာမေတ္တာရှိတာလားဒါမှမဟုတ်ခဏတာစိတ်ကစားရုံတတ်တတ်နဲ့ အပေါ်ရန်တက်တက်နေပေါ့နော်တမတ်မှုတစ်ခုအနေနဲ့လာပြီးတော့ပတ်သက်တာလားဒါဝိုးတိတိကျကျလေးခွဲခြားသိနိုင်ပါစေနောက်သူတစ်ဖက်သူကိုသိတယ်လို့မျိုးကိုယ့်ကိုလည်းပြန်ဆန်းစစ်တဲ့နေပေါ့နော်ကိုယ်ကရောတစ်ဖက်သူပေါ်မှာခဏတာစိတ်ကစားတာလားလိုမျိုးလားဒါမှမဟုတ်ရင်လည်းတကယ်ကိုမြတ်တာရှိရလားဒါဝိုးလည်းပြန်ပြီးတော့တေးချသုံးသက်ပါဒီလိုမျိုးอืมတေးချလေးကိုယ်ကွယ်ပြပြနဲ့စဉ်းစားဆင်ခြင်သုံးသက်နိုင်နေဆိုလို့ရှိရင်တော့ဒီလူနဲ့ကိုနဲ့ကြားထဲမှာအစ်တစ်ခုကောင်းသောအစ်တစ်ခုပေါ့နော်ပြန်ပြီးတော့စတင်ဖြစ်ဖို့လည်းရှိသလို ဒီမှာဒီဒီ night နှစ်ခုကပေါ့နော်ကြောက်ခိုင်းနေတဲ့ပုံလေးဆိုတော့နှစ်ယောက်ကလုံးဝကြည်ပေါ့နော်တယောက်တလန်းစီရှောက်သွားတာမျိုးကြောက်ခိုင်းဖြစ်သွားတာမျိုးလဲထင်နိုင်တယ်ပြောရင်လူအစ်စ်တွေနဲ့ပေါ့နော်သူကလည်းသူ့အစ်စ်နဲ့ကိုကလည်းကိုရဲ့အစ်စ်နဲ့လူမျိုးဘဝအစ်စ်တခုကိုစသွားတာမျိုးလဲဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့အဲကိုရဲ့ကိုပိုင်ရွေးချယ်မှုပေါ်မှာမူတည်တာဆိုတော့ဘယ်ဟာမှတော့အတိအကျပြောလို့တော့မရဘူးနောက်တစ်ခုကဒီမှာ ဒါက general reading လည်းဖြစ်တယ် collected reading လည်းဖြစ်တာဆိုတော့ပို့ပြီးတော့ပြောလို့မရဘူးပေါ့နော်အဲ့တော့ဒီလိုအခြေအနေမျိုးတွေတော့ဖြစ်လာနိုင်တယ်ဆိုတာလို့တွေ့တယ်။သိကြတာတခုပြောရမယ်ဆိုလို့ရှင်တော့တစ်ဖက်သူဘက်ကနေပြီးတော့တခုခုထူးခြားတဲ့အရာတခုခုပြုလုပ်လာဖို့ရှိတယ်။ကိုယ်ကိုစိတ်ဝင်စားကြောင်ပြသတာတွေနောက်ကိုယ်ကိုတောင်းပန်တာမျိုးတွေအဆက်အသွယ်လောက်တာမျိုးတွေရှိလာလိမ့်မယ်။ဒါပေမဲ့သူ့ရဲ့တကယ်စိတ်ရင်အစ်စ်မှန်ဟောမဟုတ်ကိုတော့ကိုယ့်ဘက်ကနေကိုယ့်ရဲ့အသည့်တတိဉာဏ်ပညာနဲ့စောင့်ကြည့်ဖို့တော့လိုအပ်တယ်ပေါ့နော်အဲ့လိုလေးတော့တွေ့ရတယ် ဒါဆိုရင် market ကနေထပ်ပြီးတော့ကြည့်ကြည့်မယ်ပေါ့နော်အဲ့တော့တစ်ဖက်သူနဲ့ပတ်သက်ပြီးတော့ video ကြည့်တဲ့ collective တွေကိုဘယ်လို message မျိုးပေးခြင်းလဲစောတန်ရိုးဆိုအင်းအဲ့တော့ဒီမှာကတော့ ါဝါဆိုတာလေးကိုမြင်တယ် production ဆိုတာလေးကိုမြင်တယ်ပေါ့နော်ကို့မှာကိုကိုကိုကာကွယ်ရမယ့်တာဝန်ရှိတယ်နောက်ကိုကိုကာကွယ်မလားအင်းတခြားသူကြောင့်ကိုကို ထိခိုက်နေတာအခံမလားပေါ့နော်ဒါကကိုရဲ့အဲလုပ်ပိုင်ခွင့်လို့ပြောရမှာပေါ့နော်အဲ့တော့အကိုရဲ့လုပ်ပိုင်ခွင့်ကိုတော့အကောင်းဆုံးအသုံးချပြီးတော့သွားဖို့တွေတော့ကိုစမာဒီ power ရှိတယ်ပေါ့နော်တခြားသူတစ်ဖက်သူကိုဒီ swaps လို့ပုံစံမျိုးနဲ့ ဓာတ်သုံးပြီးတော့ဖြည့်ရှင်းမလားနှင်းစီလိုပုံစံမျိုးနဲ့နူးနူးညံ့လေးပဲပြင် ပြီးတော့ချစ်ချင်းမေတ္တာတရားတွေနဲ့ဘယ်လိုမျိုးပဲပြင်ပြီးတော့ရင်ဆိုင်မလားပေါ့နော်ဒါမျိုးဒီလိုမျိုးသုံးပြီးတော့အနုနီးနဲ့သွားမလားအချမ်းနီးနဲ့သွားမလားအဲ့လိုပုံစံမျိုးလိုပြောချင်တဲ့ထင်တယ်ပေါ့နော်ဒါကကိုယ့်ရဲ့ရွေးချယ်မှုပေါ့နော်ကိုယ့်ပုံမှာပဲမူတည်တယ်တေချာတာတစ်ခုကတော့ကိုယ့်ကိုယ်ကိုကာကွယ်ဖို့လိုရတယ်ဆိုတာတော့ဒါကတော့တေချာတယ်ပေါ့နော်ကိုကိုကောင်းမွေးလို့ရတယ်။နောက်နှစ်ယောက်ကြားကအခြေအနေတွေကိုလည်းရှင်းရှင်းလင်းလင်းသိအောင်လို့လည်းလုပ်ဖို့လိုရတယ်။ဒါ ိုယ်အတွက်ပေါ့နော်တစ်ဖက်ရဲ့အခြေအနေကိုယ့်ရဲ့အခြေအနေဒါတွေအကုန်လုံးကိုလက်တွေ့ကြကြနဲ့မြင်တတ်ဖို့ကြည့်တတ်ဖို့လိုအပ်တယ်တခြားသူတွေကဘယ်လိုမျိုးအဆင်ပြေသွားတယ်တခြားသူတွေကဘယ်လိုမျိုးတွေရှိရဲဆိုတာမျိုးရှောက်ကြည့်ပြီးတော့ငါလည်းဒီလိုဖြစ်မှာပဲဆိုတဲ့အတွေ့အမျိုးတွေနဲ့ရောထွေးမနေဖို့လည်းလိုအပ်တယ်ပေါ့နော်ကိုယ့်ရဲ့အခြေအနေမှန်ကိုယ်သိမှတစ်ဖက်သူရဲ့အခြေအနေမှန်ကိုလည်းသိမှပေါ့နော်အဲ့တော့ clarity true revelation solidarity force honor အဲ့တော့ကိုကိုအရင်ဆုံးယူတာပေါ့နော် ကိုအနေနဲ့ဒါခုနကပြောခဲ့တယ်ပေါ့နော်ဖွဲ့စရင်မှတစ်ဖက်တူမှာဘယ်လိုပုံစံမျိုးလဲအရင်ဆုံးပြန်ပြီးတော့အယိုးသားဆုံးပြန်ပြီးတော့ဖြည့်ကြည့်ပြီးရင်တစ်ဖက်တူကရောကိုယ့်ဘုံမှာဘယ်လိုပုံစံမျိုးနဲ့ဆက်ဆံနေရလဲဒါကိုလည်းအယိုးသားဆုံးမြင်ကြည့်ပေါ့နော်ဒီလိုကနေပြီးတော့မှရှင်းလင်းနဲ့တိကျတဲ့အဖြစ်တစ်ခုကိုရရှိလာနိုင်မယ်ပေါ့နော်음တော့ကထဲနဲ့တကယ်ကိုပဲထီထီမိမိပေါ့နော်ထီထီမိမိရှိတာလေပေါ့ ဒါဆိုရင်တစ်ဖက်သူကကို့ပေါ့နော်အခုချိန်မှာဘယ်လိုမျိုးဘယ်လိုစကားတွေပြောခြင်းလဲဘယ်လို message တွေပေးခြင်းလဲပေါ့နော်ဒါလေးကိုထွက်ကြည့်ပေးပါမယ်။ ဲ့တော့တခုတိထားရမှာကဒီ message တွေအကုန်လုံးကတယောက်တည်းဒါမှမဟုတ်ကိုယ့်ရဲ့တစ်ဖက်သူတယောက်တည်းပေါ့နော်သူတယောက်တည်းကပေးခြင်းတဲ့ message တွေမဟုတ်ပါဘူးအများ energy နဲ့ကြည့်ရတော့ကြောင်းမလို့တခြားသူတွေရဲ့ message တွေပါပါတယ်ပေါ့နော်အဲ့တော့အကုန်လုံးကတော့ကိုယ့်အတွက်ဆိုပြီးတော့မမှတ်ယူစေချင်ဘူးပေါ့နော် there is someone else တော့နောက်ထပ်လူစီယောက်ရှိတယ်ပေါ့နော်သူစီမှာတခြားနောက်ထပ်လူတယောက်ခုချိန်မှာပတ်သက်နေတဲ့သူရှိနေတယ် maybe လူတယောက်လည်းဖြစ်နိုင်တယ်တခြားလူလည်းဖြစ်နိုင်တယ်။နောက် round for advice တချို့တွေကကြတော့အပေါင်းအသင်းတွေကြောင့်ဒါ D3 ဆိုလို့ရှိရင်တခြားပေါ့နော်တခြားသူတယောက်ရဲ့လို့အကြံပေးစကားတွေသူ့ရဲ့စကားတွေကိုနားယောင်မိပြီးတော့အခုလိုမျိုးတွေဖြစ်သွားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော် I want to get you drunk အဲ့တော့ကိုကိုတော်တချို့တွေအတွက်ကတော့ သတိထားတင်တယ်နော်ဒီဒီ energy ကိုခံစားမိတာလေတစ်ဖက်သူကကိုယ်နဲ့ပတ်သက်ပြီးတော့ကိုကိုလို တခုခုပေါ့နော်မကောင်းကြံမကောင်းတဲ့အကြံစီတခုခုရှိနေရဆိုတာမျိုးပေါ့နော်အဲ့ဒီအကြံစီကကိုယ့်အတွက်ကိုအနေရှိတဲ့အနေအထားမျိုးတောင် ဖြစ်သွားနိုင်တယ်အဲ့တော့သတိထားပါတချို့တွေအတွက်ပေါ့နော်ဒီကပ်ကအမြဲတမ်းမကြောက်ဘူးပေါ့နော်ဒါပေမဲ့ဒီကပ်ကြာလာနိုင်တဲ့အလိုမျိုးတခုခုသတိပေးတာမျိုးလည်းတကယ်ဖြစ်တယ်ပေါ့နော်อืม ောက်တစ်ခုကကြတော့လေဒီမှာခန်းစားမိတဲ့အရာဆိုရင်ဒီပြောရင်သူ့ရဲ့စိတ်ရင်းမှန်မဟုတ်တော့မှာပေါ့တခြားသူတွေရဲ့တွေးထိုးမှုလုံဆောင်မှုတွေကြောင့်အလိုမျိုးကိုယ့်ပေါ်မှာတခုခုမကောင်းတဲ့အကြံစီမျိုးတွေနဲ့ပြေလောက်တာတွေပါတယ်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အာ be careful ပေါ့နော် as they don't have all the answers တော့ကိုယ်နဲ့တကယ်လို့ကိုယ်နဲ့တွေ့ခဲ့မယ်ဆိုရင်တော့ ဘာပြောလို့ပြောရမလဲခုချိန်ထိမသိသေးဘူးဘလို့ဖြည့်ရှင်းချက်ပေးရမလဲဘလို့အဖြေမျိုးပေးရမလဲဆိုတာလည်းမသိသေးဘူးဆိုတာမျိုးရဲ့နောက်တစ်ခုကလက်ရှိသူတွေကြောင့်လက်ရှိအနေအထားနဲ့ပတ်သက်ပြီးကိုယ်ဘလို့ပုံစံမျိုးနဲ့ရှင်းပြရမလဲဆိုတာမသိသေးဘူးပေါ့နော် you are wrong ကိုယ့်ရဲ့သူ့ပေါ်မှာထားတဲ့ခံစားချက်တွေထင်မြင်ချက်တွေဒါတွေအကုန်လုံးကမှားယွင်းနေတယ်လို့သူကပြောနေတယ် please give me time i've never felt this way before သူကိုအချိန်ပေးပါချိန်ပေးပါဆိုတာကသူတယောက်ထဲထားပါတော့ဒီလက်ရှိအနေအထားလက်ရှိခံစားချက်မျိုးလက်ရှိဘဝမျိုးသူတခါမှမခံစားဘူးမဖြစ်ဘူးဒါကြောင့်မို့လို့သူတယောက်ထဲအချိန်လိုအပ်တယ်ဒါမှမဟုတ်လေသူဘဝသူ့ဘာသာသူပဲနေခြင်းနေပေါ့နော်ကိုပြောရရင်ခဏတာပဲလာပြီးဆက်သွယ်တာမျိုးတွေပတ်သက်တာမျိုးတွေစကားပြောတာမျိုးတွေမလုပ်ပါနဲ့ပေါ့နော် strength or ego အဲ့တော့ သူ့အနေနဲ့အတကြီးတာမျိုးလည်းဖြစ်ချင်းဖြစ်နိုင်တယ်။ဒါမှမဟုတ်ရင်လည်းဟောယုံကြည်မှုသူ့ကိုယ်သူပေါ့နော်ယုံကြည်မှုလွန်ခဲ့တာမျိုးလည်းဖြစ်ချင်းဖြစ်နိုင်တယ်ပေါ့နော်။ You make me want to do bad things ဒါမှဒီမှာလည်း15ဒီမှာလည်း15ပါတယ်ပေါ့နော်ဒါလေးသတိထားဖို့လိုအပ်နေပြီပေါ့နော်။သူကိုယ်နဲ့ပတ်သက်ပြီးတစ်ခုခုကိုအလိုမျိုးမကောင်းတဲ့ဘက်တစ်ခုခုကိုပေါ့နော်အလိုမျိုးတွေလောက်လောက်လာနိုင်တယ်ပေါ့နော်ဒီလိုမျိုးဖြစ်ဖို့အတွက်ကိုလည်းကြံစည်နေတာမျိုးတွေဖြစ်နိုင်တယ်။သတိလေးထားပေးပါ တချို့တွေကြတော့ကိုယ်နဲ့ပတ်သက်လို့ဘယ်လိုပေါ့နော်မမရင်ရင်းနေပေါ့နော်အဲ့လိုမျိုးတွေသူတို့တွေးထဲမှာရှိနေတာဆိုလို့ရှင်တော့အဆင်ပြေပေါ့နော်ဒီ energy မြင်နေရတာက I'm sorry I'm in so much pain ဒါကသူလုခဲ့တဲ့အရာတွေအတွက်အားနာတဲ့စိတ်မျိုးကိုပေါ်မှာရှိနေတယ်ဆိုတော့လို့မြင်တယ် နောက်တစ်ခုကကျတော့လက်ရှိအနေထားမှာသူလည်းပဲခံစားနေရတယ်ဆိုတာမျိုးပေါ့နော်ဒါကလူတိုင်းအတွက်တော့မဟုတ်လာဘူးတချို့တော့သူတွေအတွက်ပေါ့နော်အဲ့တော့ ego မရှိတဲ့သူတွေပြောရရင်တော့အတ္တဦးစားမပေးခဲ့တဲ့သူမျိုးအာဖြစ်မတက်တာလို့ရွေးချယ်သွားတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတောင်းလို့တချို့ကြတော့လေလေလို့ပေါ့နော်အပေါင်းအသင်းမှားသွားတဲ့အတွက်ကြောင့်လို့အပေါင်းအသင်းတွေစကားကိုနားယောင်မိရဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုးတွေ ကြုံနေရတဲ့အတွက်ကိုသူ့မှာစိတ်ချမ်းသာမှုရှိမနေဘူးဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့ခံစားမိတယ်ပေါ့နော်ဟွန်းပြောချင်တဲ့ message တွေကတော့ဒါပါပဲရှင်ဟောအားလုံးပဲစုံလေးကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးကြတဲ့အတွက်ရောကျေးဇူးများရတယ်ပါတယ်ရှင် မိတ်ဆွေများအားလုံးပဲပြေးပြရများဝေးကွာပြီးကိုရောစိတ်ပါကျမချမ်းသာကြပါစေ။ကောင်းသောလူရင်းစတာမှတ်သမျှလည်းပြေးပါကြပါစေ။မိမိချရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးကြကြမမာနဲ့နေထိုင်နေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါရရှင်။ Lowry team များမှာပြန်ပြီးတော့ဆုံနေကြပါအောင်မယ်ရှင်။နောက်တစ်ခုကကြတော့အော် booking များကိုပေါ့နော်စုံစမ်းသည်ဖြစ်စေ booking တင်ဖို့ပဲဖြစ်စေပေါ့နော် Viber နဲ့ Telegram ဒီနှစ်ခုမှာပဲလက်ခံပေးပါတယ်ပြန်ပြီးတော့ဖြေချပေးတာရော booking လက်ခံတာရောအဖြေပြန်ပို့တာရောဒီနှစ်ခုကနေပဲ လက်ခံပြီးတော့ဖြေကြားပေးတာဖြစ်ပါတယ်ရှင် Facebook ရဲ့ Messenger ကနေလည်းပြန်ပြီးတော့ဖြည့်ပေးပါဦး WhatsApp ကနေလည်းဖြည့်ပေးပါဦးရှင်။နောက်ဖုန်းနဲ့တိုင်းရိုက်ခေါ်ဆိုပြီးဖြည့်ပေးတာမျိုးလည်းမရှိပါဘူးရှင်။ဒါလေးကိုတော့အတိပေးရခြင်းဖြစ်ပါတယ်ရှင်။